ါးဖို့တဲ့အဆင်လေးတွေတော့မပါပါဘူးကျွန်တော်တို့ချပေးတယ်အသားလေးတွေပဲကင်စားဖို့ပေးတာပါမန္တလေးမြို့ကြီးမှာပထမအဦးဆုံးဝင်ဆောင်မှုအသစ်နေနဲ့ပေးလိုက်ပြီးတော့မိဂါဇက်ကလုံးဝကို surprise ချတိုက်ပေးလိုက်တာဘာတွေလဲဖြစ်မလဲဆိုတော့ဒီလိုကိုရီးယားအသားကင်ကိုဒီလိုထိုင်းလိုမူကထာအိုးလေးနဲ့စားရအောင်ကျွန်တော်တို့ကဒီလိုတေးပဲဒီလိုဇပွဲအကင်ပိုကြီးနဲ့ကိုအိန္ဒိယရောက်ကိုဝင်ဆောင်မှုပေးတာပါကိုယ့်ရဲ့မိသားစုတွေနဲ့တတူတကွာကိုယ့်ရဲ့ channel မှာ share လို့ရပါတယ်ဒါလေးကတော့ တကယ်ကိုအရန်တက်ပါတယ်ဈေးနှုန်းလေးတွေကလည်းတင့်တင့်လေးပါအိမ်ရောက်ဝင်ဆောင်မှုကိုကောင်းကောင်းလေးပြရတန်ရှင်းလက်ဆက်တဲ့အသားတွေကိုတုံးပြီးတော့မှဒီလိုဝင်နှက်ရုပ်ချောချောဝင်နှက်လေးတွေကလိုက်ပြီးတော့ဝင်ဆောင်မှုကောင်းကောင်းပေးတာပါအိမ်ရောက်ပေးတာနော်တခါတလေဂျာကြီးကပါတယ်လိုက်ပြီးတော့ပေးတဲ့အချိန်မှာဒါလေးကတော့ဥဆက်ကြီးဖတ်တမင်းဆိုင်ကိုကျွန်တော်တို့သွားပို့တဲ့ဗီဒီယိုလေးပါကျွန်တော်ရိုက်ထားတာပါမှတ်တရအနေနဲ့အရန်ကိုမိုက်နေပါပြီလုံးဝလုံးဝမီကာဆက်ကဘယ်သူမှမလုပ်သေးတဲ့ဒီပေါ်တော့စာပြစ်တစ်ခုကိုပေးလိုက်ပါပြီ ဟော့ပေါ်ဒီမူကထအိုးဆိုလို့တတိလေးမထင်တော့ဆိုင်မာစားသလိုတေပေကြီးနဲ့ကိုကျွန်တော်တို့အိမ်ရောက်ပို့တာဆိုတော့အရန်ကိုဘိုက်ကပြေပေါ့နော်အကင်ဆိုင်မှာစားရတယ်လို့ပဲမိသားစုစုံစုံလင်လင်နဲ့ပဲမိသွေးဆိုလည်းအစ္စရာပါပြီးသားကုန်လုံးပါပြီးသားအရန်သည့်ကင်စားလိုက်ရုံပါပဲဒါပေမဲ့လာပို့တဲ့အဆင်လေးတွေတော့မပါပါဘူးကျွန်တော်တို့ချပေးတယ်အသားလေးတွေပဲကင်စားဖို့ပေးတာပါလုံးဝလက်ဆက်တဲ့အသားတွေကိုပဲအသုံးပြုပေးထားတယ်လက်ဆက်တဲ့အသီးရွက်တွေပဲအသုံးပြုပေးထားပါတယ်ကျွန်တော်တို့မိကစားက